ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုညမှာမြန်မာဖိုက်တာတွေကနေပြီးတော့လှဝင်ပွဲထိုးရှိနေပါတယ်စောလာဝင်လှဝင်ရွှေရှစ်အောင်နာမည်သုံးလုံးပိုင်ရှင်ပေါ့လေအဲ့တော့လှဝင်ဟာထိုင်းဖိုက်ဘက်မှာနာမည်တစ်လုံးရရှိပြီးသားဖိုက်တာတယောက်ဖြစ်တယ်ဆိုတာပရိသတ်တွေရင်းနှီးနှီးသိရှိပြီးသားဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်လှဝင်ကပြိုင်ပွဲတွေကိုဇက်တိုက်ပါဝင်ရှင်ပြိုင်နေတယ်ဒီပြိုင်ပွဲတွေမှာသူ့ရဲ့နာမည်နဲ့ပုံရိပ်ကိုတည်ဆောက်နေတယ်ပေါ့လေဒီနေ့မှာတော့လှဝင်အတွက် ထိုးရမယ်ပြိုင်ဘက်ကသူ့အတွက်လည်းလွယ်တယ်လို့ရှိတယ်ဗျ။ဘာကြောင့်လဲဆိုတော့အသက်18နှစ်အရွယ်ဖိုက်တာလေးကိုပြိုင်ဘက်ဖြစ်နေလှဝင်းကရင်ဆိုင်ရမှာမို့လို့ပါပဲ။ဒီထိုင်းဖိုက်တာလေးရဲ့နာမည်ကတော့အင်ဒါဆန်ဖြစ်ပါတယ်။သူကစားမသေးလောက်လက်စလက်နာတော့ရှိတယ်။ဒါပေမဲ့အတွေ့အကြုံပိုင်းဆိုင်ရမှာတော့လိုအပ်ချက်တွေအများကြီးရှိနေပါသေးတယ်ခင်ဗျ။ဒီဖိုက်တာလေးရဲ့အသာချက်ကတော့လာဝင်တဲ့အရက်အမောင်းပို့ပြီးတော့မြင်မာတာဖြစ်တယ်။ဒီတော့အင်ဒါဆန်ဟာဘယ်လိုဖြူရာတွေကိုထုတ်သုံးလာမလဲဆိုတာတော့ ဆောင်ကြည့်ဖို့ကောင်းနေတယ်ခမညလာဝင်းဟာအခုမတိုင်ခင်ထိုးခဲ့တဲ့ပွဲစဉ်တုန်းကဆေးရှုံချုံခဲ့မှုပါတယ်ပွဲထိုးနေတဲ့အချိန်မှာ သူရရှိသွားတဲ့ဒဏ်ရာအခြေအနေကပွဲဆက်ထိုးကိုစိတ်မချတော့တဲ့အတွက်ကျိုးဝိုက်တာဝန်ခံဆေးမှုကခွင့်မပြုတော့တာကြောင့်သူပွဲဆက်ထိုးလို့မရတော့ပဲဆေးရှုံချုံခဲ့ရတာဖြစ်ပါတယ်ဒီညမှာမြမဖိုက်တာတွေကပွဲတွေအများကြီးရှိနေခမညပထမဆုံးပြောမှဆိုရင်စူမိုးဇော်နဲ့ဇင်ဖြိုးသူတို့ထိတ်တဲ့တွေ့တဲ့ပွဲစဉ်ရှိတယ်အဲ့ဒါကတော့ GMA promotion ပွဲစဉ်ဖြစ်တယ် ် MMA ပွဲစဉ်ဖြစ်ကစားရမှာပါမြန်မာစံတော်ချိန်ည6:00နာရီခွဲကိုရောက်ရင် ပွဲကြည့်ရှုရပါလိမ့်မယ် GMA God of Martial Art YouTube ကနေဒီပြိုင်ပွဲကိုတိုက်ရိုက်ထုတ်လွှင့်ပြသပေးတော့မှာဖြစ်ပါတယ်ခင်ဗျာလာဝင်းရဲ့ပွဲစဉ်ကိုတော့ည8:00နာရီခွဲကိုရောက်ရင် T-Sport 7ရဲ့ Facebook Page ကနေတိုက်ရိုက်ကြည့်ရှုနိုင်ပါလိမ့်မယ်တီမိုသီရဲ့ပွဲရှိတယ်ဒါပေမဲ့တီမိုသီရဲ့ပွဲကိုဘယ်ကနေပြမလဲဆိုတာတော့ကျွန်တော်တို့အခုအချိန်ထိမသိရှိရသေးပါဘူးစောပိုင်းရဲ့ပွဲကိုတော့ည6:00နာရီခွဲကိုရောက်ရင် တောင်းဟော HD ကနေဒါရိုက်ကြည့်ရှုလို့ရမယ်လို့သိရှိရပါတယ်။နောက်ပြီးတော့ဒုကညောရဲ့ပွဲရှိပါတယ်။ဒုကညောရဲ့ပွဲကတော့ညနေ9:00နာရီမှာစထိုးနေပါပြီ။ PNN Sport ကနေဒါရိုက်ပြသခဲ့ပါတယ်ခင်ဗျ။ဟုတ်ကဲ့အဲ့တော့ဒီနေ့မှာလာဝင်းဟာ18နှစ်သားအရွယ် Time Fighter လေးကိုအနိုင်ထိုးနိုင်မလားဆိုတာည8:00နာရီခွဲရောက်ရင်စောင့်ကြည့်ကြပါစို့လို့ပရိသတ်တွေကိုဖိတ်ခေါ်ပြောကြားအသိပေးလိုက်ပါရခင်ဗျာကျေးဇူးအားပေးတဲ့ပရိသတ်အားလုံးကိုအထူးအကျေးဇူးတင်ရှိပါရခင်ဗျာ